င်ကိုတဖက်တလက်မှကူညီပံ့ပိုးပေးတာကတော့ရွှေကျိုးမြေတွင်တင်ပန်းဖြည့်ရေကူးကန်နဲ့စားပွဲဆောင်မှဖြစ်ပါတယ်။ရွှေကျိုးမြေမှာဆိုရင်မိသားစုလိုက်ဖြစ်ဖြစ်မိတ်ဆွေပေါင်းသင်းများနဲ့ဖြစ်ဖြစ်အပန်းဖြည့်ရေကူးရင်းအားယူဖို့အတွက်ဘန်ဂလိုများကိုလည်းမိတ်ဆွေတို့တက်တောင်းတက်တာဖြစ်စေဖို့အတွက်စီစဉ်ပေးထားပါတယ်။ရွှေကျိုးမြေရေကူးကန်ရဲ့ရေသန့်စင်ကြီးစနစ်ဟာ ဟိုတယ်နဲ့နိုင်ငံတကာဆိုင်ကြီးဆန်ကျိုးအတိုင်းအချိန်ပြည့်ရေမော်တာကြီးများကိုအသုံးပြုပြီး24နိုင်ပတ်လုံးမောင်းနှင်တန်းစင်ပေးထားတဲ့စနစ်ကိုအသုံးပြုကြတာဖြစ်လို့တန်းစင်မှုအတွက်ယာနုံးပြည့်အာမခံပေးနိုင်ပါတယ်။လူတယောက်ချင်းစီမှာပါဝင်နိုင်တဲ့ထွေးနဲ့မမြင်နိုင်တဲ့အညီအကျင်းများကိုချက်ချင်းချစ်ပြည့်စီဖို့အတွက်ကလိုရီများကိုပုံမှန်ထည့်သွင်းပေးထားပြီး pH 7ရည်သွေးပြည့်မီအောင်အမြဲတမ်းထိန်းသိမ်းပေးထားပါတယ်။ဖြည့်ကျုံးမြေမှာလူကြီးများပြားနဲ့ပါတီပွဲလုပ်ချင်တာဖြစ်ဖြစ်ကုမ္ပဏီမိတ်ဆုံစားပွဲအဲခန့်ချင်တာဖြစ်ဖြစ် နေရာကျဉ်းဝန်းစွာနဲ့လွတ်လပ်စွာတည်တံ့ဧကန်စားတောက်ရေကူးဖို့အတွက်ဝန်ဆောင်မှုများလည်းရှိနေမှာဖြစ်ပါတယ်။ရွှေကျွန်းမြေမှာဆိုရင်အပတ်စဉ်စနေတနင်္ဂနွေနဲ့ရုံးပိတ်ရက်တွေမှာ music band တွေရဲ့တည်တခြင်းဖျော်ဖြေမှု DJ အစီအစဉ်တွေကိုလည်းနေ့စဉ်နေ့လယ်12:00နာရီနေ့9:00နာရီအထိထည့်သွင်းပေးကြပါတယ်။ချင်းနာထောင်မယ်ရေကူးမယ်ဘန်ဂလိုနဲ့အေးစေးနားယူမယ်ဆိုရင်တော့ရွှေကျွန်းမြေမှာမြွေထွေးစွာဖိတ်ခေါ်လိုက်ပါလေရွှေကျွန်းမြေလိပ်စာကတော့ရန်ကုန်တွန်လေးကားလမ်းမှာရေကျော်ရွာထိပ်ပန်းလိုက်တရာအစင်း တိုင်းသာယာ BOC လမ်းဆောင်တိုင်းသာယာ program မှာကားဖြင့်3မိနစ်ခန့်သာဝေးကွာတာဖြစ်ပါတယ်။နေ့စဉ်နဲ့နဲ့မနက်9:00နာရီမှည7:00နာရီအထိဖွင့်လှစ်ထားရှိပါတယ်ခင်ဗျာ။စကောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Monday Talk အစီအစဉ်လေးဒါတင်ဆက်ပေးဖို့အချိန်ကျလာပါပြီ။ဒါဒီဒီဘက် Monday Talk မှာတော့ကျွန်တော်ဒါ Premier League ပွဲတွေဒါတနင်္ဂနွေနေ့မှာကစားသွားတဲ့ပွဲတွေအကြောင်းကိုအဓိကဒါပြောဖို့ရှိပါတယ်။ဒီ season မှာတော့ဒါပုံမှန်တင်ဆက်ပေးနေကြဖြစ်တဲ့စီတူကနေပြောမှာပဲတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။စီတူရဲ့မင်္ဂလာပါညီ။မင်္ဂလာပါကို။ ဲတနင်္ဂနွေနေ့မှာတော့ဒါနိုင်ငံတကာပွဲတွေမဝင်ခင်မှာပရီးမီးယားလိပွဲဒါတော်တော်များများကစားသွားတယ်ပေါ့နော်ပုံမှန်ထက်ပိုပြီးတော့မှတနင်္ဂနွေနေ့ဒါပရီးမီးယားလိပွဲအကြီးအတွက်ပုံများခဲ့တယ်အဲ့ထက်မှာ Everton တို့နိုင်နေဘဲလစ်ရဲ့ဒါပြန်ပွဲရရ16ပွဲဆက်ရှုံးပွဲရှိတဲ့စံချိန်လေးကတော့တခိုင်းရက်သွားတယ်ပေါ့နော် Everton ခွေးမှာ Newcastle ကလည်းဒါနိုင်နိုင်ထိုက်တဲ့ဒါနိုင်ပွဲကိုယူခဲ့တယ်အက်စတိုမီလာလည်းနိုင်ခဲ့တယ်ပေါ့လေအဲ့ထက်မှာဒါ Manchester City လည်းဒါ Brentford ခွေးမှာ ကျင်းမြောင်းတဲ့ရလဒ်ခုနဲ့နိုင်ခဲ့တာကိုလည်းတွေ့ရတယ်။နောက်ထပ်ဥရောပထိပ်တန်းအသင်းကြီးတွေထဲမှာတော့ဘာစီလိုနာကစီဗီလာရဲ့ဒါဆန်ချက်ပေဟွန်ကွင်းမှာအားအသင့်ပွဲပေါ့နော်ဒါလီဂူတူဘူးနဲ့ရှုံးနေသွားခဲ့တဲ့ပွဲလေးလည်းရှိတယ်ဆိုတော့ပထမဆုံးအခုလိုဒါ9နာရီပွဲလေးတနင်္ဂနွေတနင်္ဂနွေနေ့9နာရီပွဲမှာကစားခဲ့တဲ့နျူကာဆယ်ပွဲလေးနဲ့စပြောမှာဒါဖွင့်ကြတာပေါ့နော်နျူကာဆယ်က2-0နဲ့ဒါနိုင်ခဲ့တဲ့ပွဲလေးဒီပွဲလေးစပြီး City တုံးတက်ပြပေါ့ကြီးဟုတ်ကဲ့ကိုနျူကာဆယ်အတွက်တတ်တောင့်တတ်တာပဲပေါ့လေ ယူကစခန်စစ်ကတရတော်တော်လေးကောင်းတာကိုတွေ့ရတယ်။ Nottingham Forest က Ash Letter မှာတော်တော်လေးဆိုးရွားနေတဲ့အခြေအနေပေါ့နော်။ shape ကိုပြက်နေအောင်တွေ့ရတယ်ပေါ့နော်။အဲ့တော့ Newcastle လိုခန်စစ်ကောင်းတဲ့အသင်းတစ်သင်းအတွက် Nottingham Forest ရဲ့ထိုးပေါက်မှုတွေပြီးတော့သူတို့ရဲ့ကစားကွက်တိမ်မှုတွေပြဿနာမရှိခဲ့ဘူး။ Newcastle အေးအေးဆေးဆေးပဲကစားနိုင်ခဲ့တယ်။ပြီးတော့ဒီပွဲကိုတရည်ချင်းပေါ့နော်။တရည်ချင်းတင်းသွားပြီးတော့အနိုင်ဂိုးတွေရရှိအောင်လဲဆွမ်းဆောင်နိုင်ခဲ့တယ်ပေါ့နော်။အဲ့တော့ပထမပိုင်းမှာတော့ဂိုးတွေမရခဲ့ဘူး။ဒါပေမဲ့ Newcastle ဘက်က အတိအသတ်သာအခွင့်အရေးကောင်းနေရခဲ့တယ်။ဒီပြည်ဆက်အနေနဲ့ပုံမှန်တိုင်ပတ်နေတဲ့အချက်ကဒီဘွဲမှာလည်းဖြစ်နေသေးပါပဲ။အဲ့ဒါကဘာလဲဆိုတော့အခွင့်အရေးဖန်တီးမှုနေပါတယ်ပေါ့နော်။တိုက်စစ်မကောင်းဘူးပေါ့။ဖန်စစ်ကတော့ကောင်းနေတယ်။တိုက်စစ်ကမကောင်းဘူး။အဲ့တော့ဒီဘွဲမှာလည်းတိုက်စစ်အရင်ကတော့မကောင်းခဲ့ဘူး။ရှိပွဲရတဲ့တူတက်လာတော့တွေ့ရတယ်ကိုသွင်းခွင့်အခွင့်အရေးတွေရလာတာတော့တွေ့ရတယ်လူကဆက်တိုက်စစ်မှာဗော်ဒါမာဒယ်ဂေါ်ဒွန်အလန်ကာအဲ့တော့ဘာဖြစ်တယ်လဲဆိုတော့ဗော်ဒါမာဒယ်က တိုက်စစ်မှုစစ်စစ်ပုံစံကြီးမဟုတ်ဘူး။ तू ကနည်းနည်း floating ဖြစ်တယ်။နေရာရွှေ့ပြီးတော့ကစားရတယ်ပေါ့နော်။အဲ့လိုနေရာရွှေ့ပြီးကစားရတဲ့ပုံစံမှာလူကဆယ်ကွင်းလေရ3ယောက်ကလည်းတိုက်စစ်ကိုဟိုဒီ box တွေလိုက်တဲ့ကစားသမားမဟုတ်မရှိကြဘူးပေါ့လေ။ဟုတ်။သူတို့တောင်မန်ကစားသမားတွေက Allen Ga ကလည်းတောင်မန်ဂျော်တျှောက်တယ်မှာပဲကစားပြီးတော့ Gordon ကလည်းအထက်ထဲတော့ဝင်တယ်။ဒါပေမဲ့ तू ဝင်တဲ့နှုံထားနေတယ်ပေါ့နော်။ဥမာဒီဆွန်ဟောင်မင်းတို့လောက်ဝင်တယ်ဆိုရင်အနုကဆယ်တိုက်စစ်က ဒါဒီကစားဟန်အရာလိုက်ဖက်တယ်ပေါ့နော်အခုကကြာအရင်မွေုံခေါ်တော့ငါအရင်မွေုံတော့ Newcastle အနေနဲ့ဒီ Tight Sit ဒီ Central Force အနေနဲ့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်အဲဒီအလဲကျော်မှလိုအပ်ချက်ရှိတယ်ပေါ့နော်ဒါအရင်တွေကလည်းရှိတဲ့ပြဿနာတစ်ခုဒါပေမဲ့ Isaac ကကြာတော့အများကြီးလုံနိုင်တယ် Drop deep လုံနိုင်တယ်လို့ Tight Sit Box ထဲမှာလည်းသူအများကြီးလုံနိုင်တယ် Vardamada ကဒီ Drop deep ကောင်းတယ်ဒါပေမဲ့ Box ထဲမှာအဲ့လောက်မကောင်းသေးဘူးအသားမကျသေးတာလည်းဖြစ်တယ် အသားမကျသေးဘူးဆိုတာဒီ box တွေ premier league ရဲ့ box တွေမှာကစားတဲ့ပုံအသားမကျသေးရလည်းဖြစ်နေရပေါ့နော်အဲ့တော့နည်းနည်းတော့စောင့်အောင်ပဲတိုက်စစ်ကတော့အဲဒီလိုအပ်တဲ့ frequency ကိုမရရှိသေးဘူးလို့ဒါပြောရမှာပေါ့ဒါပေမဲ့ကိုရရှိဖို့အတွက်ကတော့ forest ကိုမခတ်ခဲခဲ့ဘူးအဲ bruno gemarish ဘယ်နဲ့ဒီ area ထိတ်ကကန်သွားတော်တော်လေးလှတယ်အဲပြီးတော့ဒီ yugasel ရဲ့အာသာချက်ပေါ့နော် yugasel အာသာချက်ကွင်းလင်နဲ့ခံစစ်ပေါ့အဲကွင်းလင်နဲ့ခံစစ်က တို့ရဲ့အားသာချက်ကျွန်တော်တို့တော်တော်လေးမြင်တွေ့ရတယ်ဘောနော်ခွေးကောင်းတယ်လည်းအများကြီးရခဲ့တယ်ပြီးတော့ penalty ဆက်ရတယ်ဘောနော်အဲ့တော့ penalty ကလည်း Bruno Gamarish ပဲသူက foul ကျူးလွန်လာလဲကျွမ်းကျင်တယ် foul ယူလာလဲအရင်ကျွမ်းကျင်တယ်ဘောနော်ပြောမဆိုရင်တော့ကျွန်တော်အရက်ခေါ်ပြောမဆိုရင် Newcastle ကွင်းလေညစ်တယ်ဘောနော်အဲ့တော့အဲ့ဒီအပိုင်းကတော့ဒါသူတို့ဘောင်ထဲကနေလှုပ်တာတော်တော်လေးကျွမ်းကျင်တယ်လို့ပြောရမှာဒီဘွဲ့မှာလည်းအများကြီးတွေ့ရတယ်မာလဲမာလဲညံလဲကောင်းတယ်ဆိုတာမျိုးပေါ့နော်လူလဲကြတတ်တယ်လို့ကျွန်တော်ပြောရမှာပေါ့နော်အဲ့ဒီ penalty ကို border matter ကန်သွင်းသွားတယ်ပေါ့နော်အဲ့တော့ညူကတ်ဆယ်အေးဆေးဆေးပါပဲလော်ဒင်ဖော်ရက်စ်ဘက်ကိုဘာမှအောင်မပေးခဲ့ရတာအခွင့်အရေးရဒီရှာချပပပေးရတဲ့တစ်ချိန်ခရစ်ဘူးလွတ်သွားတာကလည်းလူကျွန်နေတဲ့အချိန်မျိုးပေါ့အဲ့တော့ဘာမှမပေးရတဲ့လောက်ပဲအေးဆေးဆေးအနိုင်ရရှိခဲ့တယ်ညူကတ်ဆယ် shape ကတော်တော်လေးကောင်းတယ်ပေါ့နော်အဲ့တော့သူတို့တချို့အပိုင်းလေးလေးပဲဖြည့်ဖို့လိုအပ်တော့တာပိုကောင်းလာဖို့လိုအပ်တော့တာပေါ့ shape ကရှိနေပြီသားလော်ဒင်ဖော်ရက်စ်ကကြတော့မနစ်ကတော့ကောင်းခဲ့တယ်ဒါပေမဲ့လူနိုဆန်တိုနဲ့အတူအဲ့ဒီ shape ကလုံးဝမရှိတော့ဘူးအခုက အဲဒီကိုယ်ကာယရေဖြစ်နေရအောင်ကျွန်တော်တို့မြင်တွေ့ရပြီးတော့ဒီနိပြတဲ့ ash အနေနဲ့လည်းဘာလူလူစံတိုလက်ထက်ကအသင်းကိုဆက်ကင်ထားရမလားသူသွားခြင်းတဲ့အသင်းကိုသွားရမလားပြီးခဲ့တဲ့ပွဲတွေမှာလည်းအပြားများခဲ့အခုရလက်တဲ့နောက်လျှောက်ဆိုးတော့နည်းနည်းလေးပြန်ထိုင်မှုကြိုးစားလာတယ်ကစားဟန်ကိုဒါပေမဲ့လည်းအဆင်မပြေဘူးပေါ့နော်အဲ့တော့အချိန်ကြာကြာပေးရမယ်လို့တော့ယူဆတယ်အပြန်ထုတ်လိုက်ရင်တော့ဘာမှမထူးဖြစ်သွားမယ်ပေါ့နော်အဲ့တော့ Northern Forest အနေနဲ့တော့လောလောဆယ်တော့ဒုက္ခရောက်နေတယ် ဘယ်အချိန်ပြန်လာနိုင်မလဲစောင့်ကြည့်ရမယ်ထင်ပါတယ်ခင်ဗျာ forest ကိုကတော့ဟိုဟိုဘယ်လိုပြောမလဲရုပ်ချီးပေါ့နော်တော်တော်ကြီးကဒါဆူရလက်တွေလည်းတော်တော်ကြီးဆူသွားပါတယ်ဒီနီးပြပြောင်းသွားခါမှာပိုပြီးမှဆူသွားတာပေါ့လေအမှန်တော့နီးပြမပြောင်းခင်ကနေနဲ့လေဒီ nonion forest ရဲ့ခက်စစ်အကောင်မှုကြီးနှုံးနေရောနည်းနည်းတော့ကျလာတယ် forest ကကိုပေးရလာလို့တော့များလာတယ်အဲ့ဒီခါမှာနီးပြပြောင်းလိုက်တော့ပိုပြီးမှဆူသွားတယ်အခုမြင်တော့မနေ့ကဆိုဒါ castle ကိုထိုးပေါက်နိုင်တဲ့ပုံစံလဲဘာမှတူတူကြကြကိုမရှိပါဘူးဒီဘယ်လိုပြောမလဲကြက်ခိုင်မှုပိုင်းကတွန်းတွန်းတိုက်တိုက်တူတူပြန် ူလီပြန်ပေါ့နော်တာစကာစဲဒီကွန်းလေးရလဲခတ်မမကစားတယ်တဲဘက်က forest ကလဲခတ်မမတုံ့ပြန်နိုင်နေဆိုတော့ပဲရှိတယ်ဂျန်တဲ့ဘက်မှာတော့အခုလဲဒါစီလူပြောသလိုပဲဘာမှထူးခြားခြားလုံနိုင်စွမ်းရှိတာတော့ဒါမတွေ့ရဘူးကစဲကတော့ဒီဘွဲ့စင်ချောက်အပြီးမှာတော့အဒီဟောက်လက်ထက်သူတို့ဒီယာဒီစကာလာရလက်အဆူအဆုံးဆိုတဲ့မှတ်တမ်းတစ်ခုကိုဒါကြုံလို့ပြောမှာအခုဘွဲ့စင်ခုံမှာတော့ဒါနိုင်ပွဲရသွားခဲ့ပေါ့လေအဲ့အတွက်ကစဲပေါ်လဲဒါဖီယာတချို့တော့ရောသွားမယ်လို့ထင်ပါတယ်ကစဲကဘာပြောတော့တိုက်စစ်အားနေသွားပေမဲ့ခန်စစ်မာကုန်တို့ကတော့ဒီဘွဲ့စင်ခ ေါ်ပြီးမှအကောင်းဆုံးဒါပြသနိုင်ခဲ့တယ်။ဒီဘယ်လိုပြောမလဲတိုင်ဘက်ကိုဂူပေးရနိုင်ချီဂူပေးရတဲ့အခွင့်အရေးတွေပေါ့လေ။အဲ့ဒီအခွင့်အရေးတွေမှာ HC value ကဒါအနေဆုံးဆိုတာမျိုးပေါ့နော်။တိုင်ဘက်ကိုဂူပေးရနိုင်ချီအနေဆုံးအသင်းအနေနဲ့လည်းဒါကဆက်ဆက်ပြီးမှဒါရက်တည်သွားနိုင်လို့နော်။ခုနဘွဲမှာပြစ်ရတယ်ငါးဘွဲပေးရတာကဟိုကလေ Liverpool နဲ့ Arsenal ကိုပဲပေးထားရလို့ဆိုတော့ဟုတ်တယ်။တိုက်စစ်ကကိုတွင်းလာတယ်သူတို့အဆင်ပြေပြီဆိုတော့စိတ်ချလုံခြုံရမှုသူတို့စီမှာရှိရလို့ပြောလို့ကြားပါတယ်ကို။ ဒါပေါ့ဝစ်စာအခုမြင်တော့ဝစ်စာပြန်ပါလာရင်တော့ကာဆယ်လူကျင်တဲ့ဒီ shape တခုပေါ့လေအဲ့ဒီဟောင်းလူကျင်တဲ့ shape တခုဒါပြန်ရမယ်လို့ထင်ပါတယ်အဓိကတော့ဝစ်စာဒီ November လကုန်လောက်တော့ ဒါပါမလို့ထင်ပါတယ်နိုဝင်ဘာ International Prix ပြီးတော့ဒါဝိစာပြန်ပါလာနိုင်ချေရှိမယ်ထင်တယ်အဲ့ခါတော့ကာဆယ်ရဲ့တိုက်စစ်ကဟိုကောင်းလာနိုင်မယ်လို့ဒါပြောလို့ရတော့ဟိုလေနောက်ထပ်ဒါတနင်္ဂနွေနေ့ပွဲမှာကစားဝါတော့ဒါအများကြီးပဲဟိုခဏလုံးကပြောသလို Everton လည်းဒီ Jack Grealish ဒါနောက်ချကူးနေပေါ့လေအမှန်တော့ Grealish နဲ့ထိပြီးတော့မှဒါဝင်သွားတာပေါ့လေတစ်ဖက်သေးကကန်လိုက်တာကန်ထိုင်လိုက်တဲ့ဘောလုံးကိုအမှန်တော့ခေါင်းတိုက်လိုက်တဲ့ ဘောလုံးကလေးတော့ဝင်ရမှာခူးရမယ်အဲ့ဒါကိုဒါဖြတ်ထုတ်ပြီးတော့မှဒီဘယ်လိုပြောမလဲ release ချောင်းနဲ့ထိပြီးတော့ဝင်သွားတဲ့ခူးပေါ့လေနောက်ဆုံးဒါသူ twin goal လေးရပါဘူးအဲ့ဒီခူးနဲ့နိုင်သွားတဲ့ဟာလေးလည်းရှိတယ်ဒါပေမဲ့ Manchester City ဘွဲကိုတော့အဓိကဘိုးဒါတေပြီးတော့မှပြောရမယ်ထင်ပါတယ် Brentford နဲ့ဒါ City ဒါထူးခြားလေးတစ်ခုကကျတော့ Erling Haaland ကဒါ Premier League သူဒီတိုင်ဘက်တော်တော်များများဟိုဒါဂိုးတွေတွင်းခဲ့ကိုလေအဲ့ထက်မှာ Brentford အကွင်းမှာသူဂိုးမတွင်းနိုင်သေးဘူးဆိုတာမနေ့ကပွဲမတိုင်ခင်ထိပေါ့ဂိုးမတွင်းနိုင်သေးဘူးဆိုတာဟုတ်မဟုတ်ရလားတော့ထင်တာဗောနော်ဒါပေမဲ့အဲ့ဒီပွဲကဖြစ်ကျင်တော့ Fulham ကဲဘူးအကောင်းတဲ့ကွင်း Fulham ဂိုးတွေတွင်းတဲ့ကွင်းဖြစ်ကျင်တော့ Haaland ကဂိုးတစ်ခုမှမတွင်းနိုင်ဘူးဆိုတာဟုတ်မဟုတ်ရလားဆိုတော့ထင်ခဲ့ဒါပေမဲ့မနေ့က Haaland ကဒီ Brentford အကွင်းမှာဂိုးမတွင်းနိုင်တဲ့သူရဲ့မတန်ကိုဒါရက်တန်သွားခဲ့တော့ဗောလေ Haaland ဂိုးတွင်းနဲ့ City ကစားလဲဒါမဆိုးလို့ဒါပြောလို့ရပါတယ်တစ်ဖက်က Brentford ကလည်းဒီသူ့ရဲ့တုံ့ပြန်မှုလေးကတော့ ကောင်းလာလဲတွေ့ရတယ်ဒါပေမဲ့ညဖြူအပိုင်းရဒါစီတူလို့ဆိုရင်ဒါပြောစရာကြီးအများကြီးရှိမယ်ထင်ပါတယ်ဒီပွဲလေးလည်းစီတူပြောပြပါအောင်မြင်မန်ချက်စတာစီးတီးရဲ့ပထမပိုင်းကစားပုံကဒီရာဒီအကောင်းဆုံးပုံတွေမှာပါတယ်ဗောနော်အဒုတိယပိုင်းကတော့ဒီ Brandfo တုံ့ပြန်မှုပိုကောင်းတယ်ဗောနော်တော်တော်လေးကောင်းတာတွေ့ရတယ်အဲ့တော့ဒီပွဲမှာ Guardiola ကနိုင်ပွဲ250ပြည့်သွားတယ်ဗောနော် Premier League ရဲ့နိုင်ပွဲ250ပြည့်တဲ့အမြန်ဆုံးလိဂ်ပြောင်းနော်ဖာဂူဆန်တို့အာဆင်ဝင်ဂါတို့ ကျော်ဖြတ်တယ်ပေါ့နော်ဟုတ်ပါဘူးတော်တော်လေးကောင်းတယ်မှတ်တမ်းပါပြီးတော့အမ်ရိုဒရီဒန်ရသွားတယ်ပေါ့နော်ရိုဒရီနဲ့ပတ်သက်ပြီးတော့ပြောလို့ပြောရမယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ကွာဂျူလာကိုတိုင်းပြောထားပြီးခဲ့တဲ့ပကတိကရိုဒရီကဒီတပတ်ကိုသုံးပွဲကစားနိုင်တယ်အနိထား fitness မရောက်သေးဘူးလို့ပြောတယ်အဲဆိုဘာဖြစ်လို့သူနှစ်ပွဲဆက်သုံးလဲပေါ့နော်ပြီးခဲ့တဲ့မိုနာကိုနဲ့ပွဲမှာမိနစ်60ဝန်းကျင်သုံးခဲ့တယ်ပေါ့နော်အခုဒီပွဲဆက်သုံးနေပေါ့လေ အဲ့တော့တော့ရတဲ့အကြောင်းကလည်းရှိပါတယ် rotary ပါရင်တော့ပိုကောင်းလာပေါ့နော်ပိုကောင်းတယ်ပေါ့လေဒါပေမဲ့အခြားတစ်ဘက်ကပြင်ကြည့်ရင်ကြတော့တန်ရရတဲ့ risk ကများနေတယ် rotary ကိုယ်တိုင်ကိုကမတတ်မတာဖြစ်နေတဲ့ပုံစံကိုကျွန်တော်ပွဲတွေမှာမကြာခဏတွေ့ရအရင်ထိန်းကစားနေရတယ်အရင်ဒီအပေါ်အာရုံထားနေရတယ်ဆိုကြတဲ့ကကျွန်တော်တို့တန်ရရဲ့ statement အသေးစိတ်ကိုတော့မသိဘူးဒါပေမဲ့ကျွန်တော်မြင်ရတဲ့ပုံစံအရဆိုရင်တော့ rotary မှာစိုးရင်စရာရှိနေတယ်ဆိုတဲ့ပုံစံမျိုးရတယ်ပေါ့နော်အဲ့တော့ဒူးတန်ရပြန်ရသွားတော့မဟုတ်ဘူးဒါပေမဲ့ h6 တစ်ချောင်းနဲ့မှာပဲ hamstring တခုခံစားမိခဲ့တယ်ဆိုပြီးတော့ Rodriguez ပြန်ပြောတယ်ပေါ့နော်အရင်ပြင်းနေတော့မဟုတ်ပေမဲ့လေဒီအတိုင်းပေါ့တကယ်တော့ဒီလိုမျိုးကစားသမားဆိုရင်တစ်ပတ်တစ်ပွဲလောက်ပဲပုံမှန်လေးကစားသွားတစ်ပတ်ကို minutes 60တစ်ပတ်က minutes 60အဲ့လိုမျိုးလေးသွားတော့ပိုကောင်းမှာပေါ့လေဟုတ်ပါတော့ဒီဘက်မှာအဲ့ဒီစွန်စားမှုကိုမြင်ခဲ့ရပြီးတော့ပိဆက်မှုလည်းရှိခဲ့တယ်ပေါ့နော်ကစားသွားတာကပထမပိုင်းမှာတတိုင်းတိုင်းပဲ1-0ထက်ပိုပြီးတော့ဖြစ်သင့်ခဲ့တယ်ဒါပေမဲ့ City ကအဆုံးသတ်မသေးကြဘူးကိုလိုရမဲလို့ကို အပြတ်မလုံးနိုင်ဘူးဒါအနေရရှိတယ် brand flow လို့အသင်းနဲ့ဘာလို့ brand flow ကဘာမှမဟုတ်ပဲနဲ့ကွင်းလယ်အလန်းပြစ်လိုက်တဲ့လက်ပစ်ဘောတစ်လုံးခန်းစစ်ကအလန်းတင်လိုက်တဲ့ဒီ set piece တစ်လုံးကဂိုးဖြစ်သွားနိုင်တဲ့အသင်းဖြစ်နေတယ်ပေါ့နော်အဲ့တော့ဟုတ်ပါအဲ့အနေရော Manchester City လည်းတည်ရဒါကြောင့်မလို့လေသူတို့ပထမပိုင်းနေ့ကဖြတ်ဖို့ online online wine လုပ်တယ်ဒါပေမဲ့လေအဲကိုမရခဲ့ဘူးပေါ့နော်အခွင့်အရေးကောင်းနေတော့အများကြီးပဲပထမပိုင်းမှာတော်တော်လေးကောင်းတယ်ပြီးတော့အဲ Manchester City အနေနဲ့ဒီပွဲကိုတည်သသာ ဘောပိုဇီရှင်ယူခဲ့လေပေါ့နော်ဟိုဒီယာဒီမာစီးတီးကသူတို့ရဲ့ဘောပိုဇီရှင်ရှော့ချနေရရှော့ချပြီးတော့တုံတန်အောင်လောက်ပဲကင်ပြီးကစားတာပေါ့နော်အခုပထမပိုင်းမှာတော့1 zero 2 zero ဖြစ်ရတော့တော်လေးအားထုတ်ခဲ့တယ်အဲအဲ့လိုအားထုတ်တဲ့နေရာမှာ risk ရှိတယ်ဒါပေမဲ့သူအဲ့ risk ကိုယူပြီးဝိုင်းပြီးတော့2 zero ဖြစ်အောင်တော်တော်လေးကြိုးစားခဲ့တာမြင်ရတယ်ဒါပေမဲ့မဖြစ်သွားဘူးပေါ့နော်မဖြစ်သွားဘူးဆိုတာဒီ riders ရဲ့ကန်ချက်တို့အခွင့်အရေးအုပ်ကြီးချိန်ရပါတယ်ဒါမဖြစ်သွားခဲ့ဘူးအဲ့ရကနေဒုတိယပိုင်းခက်ခဲဖို့ဖြစ်လာပါတော့ဒုတိယပိုင်းမှာကြာတော့ Brentford ရဲ့ကစားကသူတို့သူတို့လက်ကစားတင်လာပြီပေါ့နော်အပြည့်ဒီ Ego tier ကို လွတ်ထပ်သွားတဲ့အချိန်လိုမျိုးဟုတ်တယ် Juvenile ပေါ့ Juvenile ကဘယ်လိုခေါင်းခုံတိုက်မယ်အဲ့ဘောလုံးကကြာလာမယ် second ball ကောက်ကောက်ပြီးရင်ရှေ့ထက်တင်ထွက်ပြေး wide gain အဲ Brentford ကအဲ့လိုမျိုးအရင်ရိုးတယ်ဒါပေမဲ့တိုင်းရခတ်တဲ့နီးပြူဟာကိုတောင်းတာပေါ့နော်အဲ့တော့ဒီဘက်မှာလည်းမြင်ရတယ် Ego tier ကိုလွတ်သွားတဲ့အချိန်မှာကဒီ Donnarumma ရဲ့ aura ပေါ့နော် Donnarumma အရင်ကောင်းလာတော့လို့ပြောလို့မရပါနဲ့လေသူမို့လို့ မကိုးတာလို့ပြန်ပြောလို့ရတယ်ဘောနော်အခြားတစ်ဖက်ကလည်း तू ကတကယ် work class save ကြီးအကာဝါးရယ်လို့တော့မဟုတ်ဘူးဒါပေမဲ့လည်း तू မလို့မကိုးရဲဆိုတဲ့အနေအထားမျိုးတွေ့ရတယ်ဘောနော်အဲ့ကိုကိုးဝိုင်းတော့ချီချီတော်တော်ပြသွားမှာအဲ့ပွဲအလဲပြောင်းအခြေအနေမှာအဲ့ဒါကိုမြင်တွေ့ရတယ်ပြီးတော့နောက်ပိုင်းပွဲချင်းတွေသူတို့မြင်မိနစ်80နောက်ပိုင်းမှာကျွန်တော်ကဘောလုံးပွဲဆိုတာကိုမမြင်ရသလောက်လောက်ပဲဘာလဲဆိုတော့လက်ပြောတွေပြီးတော့ဒီ set piece ကြီး corner တွေအဲ့ဒါတွေပဲတောက်လျှောက်မြင်ရတယ် run foot ကလည်းအဲ့ဒါတွေပဲရအောင်အားထုတ်တယ်ဗောနော်ပြီးတော့အဲ့ဒါတွေကနေလှမ်းပြီးတော့ ဒီ poster ကိုပြင်ပြထည့်တာပေါ့နော် poster ကိုပြင်ပြထည့်ပြီးတော့သူတို့လုံးနေကြ tactics ပဲ account ထဲပေါ်တယ်ဒါပေမဲ့ CDE ကဒီအပိုင်းကိုသူတို့ပြင်ဆင်ထားရတယ်လို့ပြောရမှာပေါ့နော်သူတို့ပြင်ဆင်ထားပြီးတော့တော်တော်လေးကောင်းကောင်းမွန်မွန်တုံ့ပြန်နိုင်ခဲ့တယ် donor room မှာလည်းအများကြီးမရှိခဲ့ဘူးတစ်ချိန်လေးမှာသွားတော့ရှိရသူကန်တင်ဖို့ကြိုးစားရချင်းဟုတ်တယ် Kevin Shader pressing win ပေးတယ်ညီးဘယ်လိုလုပ်ဖြစ်သွားအဲ့ဒီချိန်လောက်ပဲကျန်တဲ့တစ်ချိန်တွေကတော့တော်တော်လေးအဆင်ပြေတာကိုတွေ့ရတယ်အဲ့အဲ့ ပထမပိုင်းအဲပထမပိုင်းပြီးဒုတိယပိုင်းပေါ့နော်အဲဒုတိယပိုင်းအခြေအနေမှာတော့အဲ Bravo ရဲ့ tactics တွေကနည်းနည်းလေးကြည့်ရတာလေကြည့်ရလူတွေအတွက်လည်းနည်းနည်းပြင်းစရာကောင်းတယ်ပေါ့နော်ပြင်းစရာကောင်းဒါပေမဲ့ဒါသူတို့ကလည်းဒီလက်နက်တွေပဲကစားနေကြဆိုတော့ဒါသူတို့ရဲ့အဖြစ်တော့မဟုတ်ဘူးသူတို့ရဲ့အားသာချက်ကိုသူတို့တုံးတာပဲပေါ့နော် CD ကလည်းတစ်ခါလေကြာရင်ဖျက်ထုတ်လို့ရတာမဖျက်ထုတ်ဘဲနဲ့လွတ်ပေးလိုက်တာမျိုးဘာလို့လဲဆိုတော့လက်ပြပေါ်မပေးခြင်းလို့ဆိုတာမျိုးပေါ့နော်လက်ပြပေါ်မပေးခြင်းလို့အိုရိုင်လီလို့ဆိုရင်တချို့အလုံးတွေ 80တိုးလိုက်သူနဲ့ထိပြီးတော့အဲ့လိုမျိုးလက်ပြပေါ်ဖြတ်သွားနိုင်တယ်အဲ့တော့ဒီတိုင်းပဲ brand four ပဲပြန်ပေးလိုက်တော့လည်း तू မယူတော့တာမျိုးအဲ့လိုမျိုးအခြေအနေတွေပြင်ရတယ်အဲ့တော့ဟိုဘယ်လိုပြောမလဲအဲ့ဒီမြင်ကွင်းတွေကတော့လည်းရှားပါးတယ်ပေါ့နော်ဒါပေမဲ့သူ့လည်းထူးဆန်းပါတယ်အဲ brand four ရအကောင်းမှုလည်းမြင်ရတယ်ပြီးတော့ဒီခိုးအနောက်မှာရတဲ့ sub piece ကိုတော့သူတို့ကတသိန်းလုံးတက်ပြီးတော့ဟိုဘယ်လိုပြောမလဲဒီကိုကိုပေါက်ကနေပြီးတော့20 30လောက်မှာရတဲ့ deep free kick ပေါ့နော် deep free kick ကို ဝင်လေလောက်ဒီလမ်းကန်တယ်လမ်းကန်တင်ပြီးတော့အဲ့မှာ second ball လုပြီးတော့အဲ့ second ball ကနေထပ်ပြီးတော့တိုက်စစ်စင်ဖို့လုပ်တယ်ကျွန်တော်တို့ American football လို့ကစားနေတာပေါ့နော်ဟိုတရချင်းတိုးသွားတဲ့ American football လို့မျိုးကစားနေရမျိုးကျွန်တော်တို့မြင်ရတယ်ပေါ့နော်အဲ့ဒါကိုတော့ City အသက်ရှင်ခဲ့တယ်ခက်ခဲခဲ့လို့ပြောရမှာပေါ့နော်ဒီပွဲကပထမပိုင်းမှာ2-0 3-0ဖြစ်အောင်လှုပ်ထားလိုက်တော့လွယ်သွားမှာပေါ့ဒါပေမဲ့သူတို့1-0ပဲဖြစ်တဲ့အတွက်ဒုတိယပိုင်းမှာတော်တော်လေးအကြက်ရိုက်ခဲ့ပြီးတော့ Brentford ရဲ့ Eddie Tactics တွေကတော်တော်လေးအာရုံနောက်စေခဲ့တယ်ဒါပေမဲ့ City ရှင်သန်ခဲ့တယ်ဘောနော်ဟာလန်ကတော့သူသွင်းသွားတဲ့ဂိုးကြီးကကျွတ်စင်ကြီးလို့ပြောရမှာပေါ့ဘလို့မှတားလို့မရလောက်အောင်သူလွတ်ထွက်ပြီးတော့သွင်းသွားတာပေါ့နော်ဟာလန်ကိုလည်းဒါအတိမတ်ပြူရမယ်စီတီရဲ့ shape မှာတော့တိုကျိုမပိုင်တော့နည်းနည်းလေးဟုတ်တယ် penetration ပိုင်းမှာဒီဟိုညာနည်းနည်းလေးနဲတဲ့ပုံအဖြစ်ကျွန်တော်မြင်ရတယ်။ကျန်တဲ့ပိုင်းတွေဘာမှပြပြောစရာမရှိဘူး။ Manchester City ကစားတာတော်တော်လေးကောင်းတယ်။ Rodrigo နဲ့ Nico Gonzalez ဝင်လာတော့လေကောင်းတယ်ပေါ့နော်။ Reinders, Foden, Savinho လည်းကောင်းတယ်။ Bob လည်းအဆင်ပြေပါတယ်။ဒါပေမဲ့ ဒီ7ညုံနဲ့ Bob ထက်ဆိုင်ရင် Bob နဲ့ Doku ဆိုရင်ပို့ပြီးတော့မြင်တယ်ပို့ပြီးထိုးပေါက်နိုင်ဆိုရင်မြင်တယ် Doku ရဲ့လက်ရှိအခြေအနေကတော့တော်တော်လေးကောင်းနေတာကိုတွေ့ရတယ်ဒါပေမဲ့လည်းဟိုပွဲဆက်တွေများနေတော့အနာပေးထားတယ်ပေါ့နော်အဲ့တော့အဆုံးသတ်မှာတော့ Manchester City 01နဲ့အနိုင်ရရှိသွားတယ် Titan နဲ့နိုင်ပွဲပါပဲဟုတ်ပါတယ်ဟို Haaland ကတော့တကယ်ချီးကျူးအောင်ပေါ့နော်တွင်းသွားတဲ့ဘောလုံးကဖြစ်ချင်တော့အရင်အခုတော့ Bradford က United ကိုတွင်းသွားတဲ့ ပေါ်လိုမျိုး Chelsea ကိုဒါတွင်းသွားတဲ့ပထမဂိုးမျိုးအဲ့ပုံစံမျိုးပေါ့နော် Javario ကခန်းစစ်လိုင်းကနေဒီတိုက်စစ်ကိုဒါတင်လိုက်တယ်ပေါ့လို့ဒါဒါရိုက်အဲ့ခန်းစစ်ကနေတိုက်စစ်ကိုဒါရိုက်သွားတဲ့ပုံလုံးကနေတစ်စင်ပဲဒါရွာဟာလန်ကလည်းသူ့ရဲ့အရက်မောင်းသူ့ရဲ့ခန္ဓာကိုယ်တကယ်ကိုအားလုံးကိုအသုံးပြုပြီးတော့မှကိုပဲဒါတွင်းသွားခဲ့တယ်ပေါ့လေအခုဆိုဟာလန်ကဒီပြန်ပွဲရဲ့ကိုးပွဲလားဆယ်ပွဲလားကိုးပွဲဆက်လောက်ရှိတယ်နဲ့ဒါရှူကိုးတင်နိုင်တာပေါ့လေဒါနော်ဝေရောဒါမန်စီးတီးအပါပေါ့လေဒါကိုးပွဲဆက် Brighton နဲ့ပွဲတွေအစပြီးတော့ ဟုတ်တယ်တာပေါ့နော်ဟုတ်တယ်ကြားထဲမှာစပါးတပွဲပဲမသွင်းတဲ့ဒီဒီကစားပြီးသမျှပွဲအကုန်သွင်းထားတယ်ဟုတ်တယ်သူရဲ့အကောင်းဆုံးဒီကိုသွင်းအားကိုလည်းဒါရတာပဲခြေဆွဲပိုင်းရတော့နီးပြူအားပိုင်းရဒီရာဒီမှာဆိုရင်အရင်ကနေမတူမီတဲ့ဒါနီးပြူအားကြီးပေါ့လေမနေ့ကသွင်းသွားတဲ့ပုံစံမျိုးကတော့သူအရင်ကလေးနဲ့သွင်းနေကြပုံစံမျိုးဒါကုပုံစံမျိုးနဲ့သွင်းသွားမှုလေဒါတချို့ပွဲတွေမှာကြာရင်လည်းဒီနီးပြူအားပိုင်းရပုံမျိုးမှချွေလာတဲ့ပုံစံလေးတွေလည်းဒါမြင်ရတယ်အဲတီယာကိုအလုံးကတော့တကယ်ကိုရင်ခုန်ဖို့ကောင်းပါတယ်တီယာကိုနည်းနည်းလေးဘယ်လိုပြောလဲတပင်း ွဲတာလည်းနည်းနည်းများသွားတာလည်းပါတာပေါ့လေတစ်ဖက်ကတော်တော်များလည်းတကယ်ကိုရန်သင့်သူတက်လာပဲတက်ရဲတဲ့ဟာမျိုးပုံစံပေါ့လေတကယ်တမ်းကတော်တော်များတိုင်ပင်အောက်သွားရင်လည်းတာကူရောက်သွားနိုင်တယ်ဒီဒါမှမဟုတ်တရာကူကလည်းဒီအဲ့ဘောလုံးကိုပိုင်ပိုင်နိုင်နိုင်ကန်ပြီးမှဆက်ပြီးဆွဲသွားနိုင်တယ်ဆိုရင်လည်းဒါဘရန်ဖို့ကူရောက်သွားနိုင်တယ်အဲ့နှစ်ခုလုံးဒါမဖြစ်သွားတဲ့အတွက်ဒါမန်စီးတီးဒါတက်တာပါပေါ့လေအမှန်တိုင်းပြောတော့ဟိုစီတူပြောတာလည်းမှန်ပါတယ်ဒုတိယပိုင်းအခုကြည့်တော့ဒီ80ကျော်လောက်ကဆိုရင်လက်ပြဘောနဲ့ ဒီထောက်ခံဘောဝဲတင်နေရစီးတီးကလည်းမတင်တော့ဘူးဖြစ်ကျင်တော့ စီးတီးကလည်းမတင်ရဲတော့ဆိုတာဒီကောင်တာကိုကြောက်တာပဲလားတော့မသိစီးတီးကလည်းမတင်ရဲတော့အဲ့မှာပွဲကတော့တော်တော်လေးကိုအေးွားပါဘောနော်အဲ့ဒီအချိန်မှာတပြားတပြိုင်နဲ့တက်ကစားတဲ့တခြားကူဥရောပပွဲတွေတောင်ကြည့်လူရမလဲပူပြီးဦးစားပေးကြည့်ရမယ်အနေထားမျိုးလေးဖြစ်သွားဒါစီးတီးကဘာပြောပြောခုဆိုရင်တော့ဒီအစင်တကာအစင်နေနဲ့သုံးဖက်အခွာကိုရောက်လာတယ်ဒီကြားထဲမှာဒါပရီးမီးယားလိဒါနှစ်ပွဲဆက်ရှုံးတော့တဲ့လီဗာပူးရဲ့ရှုံးပွဲတွေကိုဒါသူကအခွင့်ကောင်းဒါချိန်သားကယူနိုက်တက်ဘောနော်လီဗာပူးပဲလစ်ကိုရှုံးတဲ့ချိန်နေဒီတစ်ပတ်ဒါလီဗာပူးနောက်တော့ချယ်လ်စီကိုရှုံးတဲ့အချိန်နေမှာ မန်စီးတီးကဒါနှစ်ပွဲဆက်နိုင်ခဲ့တယ်အဲ့အတွက်တိုက်တယ်ရေးစ်လေးကတော့ပုံပြောမှအားကောင်းလာဖို့ရှိပါလေနောက်ထပ်ဒီမင်းညကစားသွားတဲ့ပွဲတွေထဲမှာစီးတီးဘာစီလိုနာကိုလည်းကိုထည့်ပြောရမယ်ထင်တယ်ဒါဘာစီလိုနာကစီဗီလာကိုရှုံးတယ်ဒါစီဗီလာကိုမရှုံးခင်တည်းကတို့လာလီဂါအဆစ်တစ်နေရာအောင်လို့ဒါရက်တည်နိုင်ခဲ့တယ်ဗောလေဘာစီလိုနာမှာဒါဘာရီမားလည်းဗောလေမားလည်းကတော့ကိုတော့ဒီ highlight defect ပဲအဓိက ပြောရမယ်ထင်ပါအဲ့ဒီကမှဒါတိုက်စစ်နဲ့ပတ်သက်ပြီးတော့မှပြောစရာကြီးလည်းရှိမယ်ထင်ပါတယ်ဒီပွဲလေးကိုလည်းစီတူတစ်ချက်တော့ပြောပြပါဦးမယ် ဟုတ်ဒီထုံးစံတိုင်းခန်းစစ်အားနယ်ချက်တွေပေါ့နော်အဲဇီဖလစ်လည်းပြောတယ်တကဘာလုံးလဲကျွန်တော်တို့မြင်တွေ့နေကြပဲဒီပုံစံတွေကတကယ်တော့ဒီဘွဲက4-1နဲ့တော့နဲ့တဲ့လို့ပြောလို့ရတယ်လူမကြုံတဲ့အလုံးတွေရောလွတ်သွားတဲ့အလုံးတွေရောဘာစီလိုနာလည်းပုံများရပေါ့နော်ပြီးတော့လွတ်သွားလိုက်ရ clear catch chance ကြီးပဲအဲ့တော့အဲ့လိုလည်းလွတ်မှာပေါ့ clear catch chance ကြီးပဲလွတ်မှာပေါ့ဘာစီလိုနာအဲ့လိုဖြစ်အောင်ကစားနေရအောင်အဲ့တော့သူတို့ရဲ့ high line defense ကလိုအပ်ချက်တွေအများအားရှိခဲ့တယ်ပေါ့နော်ဘာနဲ့ဖာဒေတာလဲဆိုတော့သူတို့က တော့အမားကြီးမလုံးတဲ့ကွင်းလေပေါ့နော်အမားကြီးမလုံးတဲ့ဘက်ထရီတို့ဘက်ထရီပေါ့အဲ့တော့အဲ့လိုထိန်းထားနိုင်တာတော့မှန်တယ်ပဲပြီးတော့အရှိမရဖင်ညာတို့လာမင်းညီမတို့ရှိတဲ့အတွက်ပြန်ဘက်ကအသက်ရှူကွင်းတော့မရဘူးပေါ့နော်အဲ့တော့အသက်ရှူကွင်းမရတဲ့အတွက်အဲ့ဒီ high line defense ကိုဖောက်ဖို့ကလည်းတူတူဆန်းဖို့ကလည်းအခွင့်အရေးနဲတယ်ပေါ့အဲ့တော့ဒီပွဲမှာကြတော့အဲ့ခုနလာမင်းညီမလည်းမပါဘူးရဖင်ညာလည်းမပါဘူးပေါ့နော်မပါတော့သူတို့ရဲ့ဒီ PR ပေးနိုင်စွမ်းကလုံလုံနေရောကြထားပြီဒါအဲ့တော့ တိုင်မဲ့တွေလည်းဒီရာကိုတည်တယ်ပေါ့နော်ပြီးတော့ဆေဗီယာတော်တော်လေးအမ်အားထည့်ပြီးတော့ကစားသွားတယ်ပနယ်တီစရသွားတာလည်းဒီပွဲကိုပွင့်သွားစေတဲ့အဖြစ်ရတခုပေါ့လေပွင့်သွားပနယ်တီကတော့ဒါရာဟူကိုအားနေတယ်လို့ပဲပြောရမှာပေါ့နော်သူသူအဲ့လိုမျိုးဘာမှမသိရဲ့အလုပ်ရတွေလုပ်တတ်တယ်အဲ့တော့ဒီဘက်မှာသူမားခဲ့တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တွေ့ရတယ်ပနယ်တီပေးလိုက်ရတယ်ပြီးတော့ပနယ်တီနဲ့ဒုတိယခိုးမတိုင်ခင်ချားထဲမှာဆေဗီလာရဲ့လွတ်သွားတဲ့အချိန်တွေကမနေဘူး နောက်ထပ်အဲ့ဂျာထဲမှာထူးစီဖြစ်နေအသင့်နေပေါ့နော်အဲ့လိုမျိုးလဲလွတ်သွားအဲ့လွတ်သွားတဲ့အချိန်တွေကိုကြီးလိုက်မယ်ဆိုရင်လည်းအဲ့ highline defense ရဲ့အားနည်းချက်ပေါ့အဲ့တော့ဟိုကျွန်တော်တို့အဲဗယ်လကာနိုနဲ့ပွဲမှာမြင်ခဲ့ရတယ်ဗယ်လကာနိုသေကြတယ်1-1နဲ့ပြီးခဲ့တဲ့ရာသီရှုံးနဲ့ရှုံးနဲ့ပွဲဆိုလည်းဂိုးပြတ်တယ်ကျွန်တော်တို့အများကြီးရှိတယ်ပေါ့နော်ပြီးတော့ဒီဘင်ဖီကာနဲ့၄ဂိုးစီသွင်းတဲ့အနေအထားမျိုးတွေအဲလိုဂိုးတွေအများကြီးပေးရဂိုးပေးရအရင်လွယ်တယ်ပေါ့နော်လွယ်ရောသူတို့အဲ့လိုမျိုးရှေ့ကိုတက်ပြီးကစားတဲ့ပုံစံအ သူကဒီဘက်တယောက်ကိုလူကျုံဖမ်းနိုင်ပြီထင်တယ်ဒါပေမဲ့အဲ့ဒီတယောက်ကဒုက္ခပေးတာမဟုတ်ဟိုနောက်ကပြေးတော့သွားတယ်တယောက်ကဒုက္ခပေးတာပေါ့နော်အဲ့တော့ highline defense တခုတည်းနဲ့မဟုတ်ပဲနဲ့ပြဿနာကဘာလဲဆိုတော့အဲ့ဘာစီလိုနာရဲ့ full back တွေသူတို့ရဲ့ recovery လုံးနိုင်စွမ်းကလိုအပ်ချက်အများကြီးရှိနေတယ်ပေါ့အဲ့ဒီဘက်ကသူတို့ဒီ center back နဲ့ရပါတော့ကူဘာစီနဲ့ ရာဟူကအလဲရကစားသမားကိုလူကျုံဖမ်းနေတယ်ဆိုပေမဲ့လွတ်ထွက်သွားရတဲ့ဟိုဘတောင်မန်တွေကစားသမားဖြစ်နေတယ်အဲ့လိုပုံစံမျိုးဗလဂါလိုတည်ကြတဲ့ပွဲမှာအများကြီးမြင်ခဲ့ရတယ်ဗလဂါလိုတည်ကြတဲ့ပွဲမှာကြတော့အဲသူတို့ရဲ့ဒီဖလာဇွန်ဆိုတဲ့ဒီတိုက်စစ်မှုပေါ့နော်သူကလူကျုံခံပြီးတော့တယောက်တည်းရှိမှစောင့်နေတယ်အဲအရင်တော့ကလည်းဒါဟာရီကိန်းလောက်ဘူးလေဘာစီလိုနာအသင်းကိုအဲ့လိုတောင်တဲ့ထိုင်ဆောင်တယ်အမ်ဘာဖေလည်းနောက်ပိုင်းလောက်လာတယ်ပေါ့နော်အဲ့တော့ဒါကဒီဘာစီလိုနာရဲ့ highline defense ဒီ outside threat ကို ဟိုဒုက္ခပေးတဲ့အာယုံနောက်စီရဲ့နီလန်တခုပေါ့နော်တယောက်လည်းစောင့်ဒီဘွဲမှာအဲ့လောက်ကြီးတော့မဟုတ်ဘူးဒါပေမဲ့ပြဿနာကအဲ့အနောက်ကနေပြေးထွက်လာတဲ့အပြေးသမားတွေကိုဘာစီလိုနာမတားနိုင်ခဲ့ဘူးမတားနိုင်ခဲ့တဲ့အတော့ခွင့်ရတောက်လျှောက်ပေးရတယ်2-0ဖြစ်တယ် Rushford ကတော့ပြန်ပြီးတော့ခြေပါပါသေးတယ်ဒါ battery တင်ပေးလိုက်တာ Rushford သွင်းသွားအကောင်းတယ်2-1ဒုတိယပိုင်းစတော့ဘာစီလိုနာပြန်ပြီးတော့အမ်ကစားတင်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဟိုဘယ်လိုမလဲတေချောင်းလုံးမယ်ထင်တာဒါပေမဲ့ပြဿနာကကစားမတင်နိုင်စီဗီလာပဲဟို offside threat တွေကိုမဖောက်ဖောက်တာမဟုတ်ဘူးဒီ counter attack တွေလုပ်တာမဟုတ်ရင်တော့မှာစီဗီလာဘောလုံးကိုင်ပြီးအောင်ထိုးဖောက်နေရအောင်ကျွန်တော်တို့တွေ့ရတယ်။ဘာစီလိုနာအနေနဲ့လုံးဝလုံလောက်တဲ့တိုက်စစ်ဆွာအားမရှိနေဘူး။မရှိနေတဲ့အခါမှာသူတို့ရဲ့ခံစစ်ကလည်းငိုရဲအားနေတဲ့အတွက်တော်တော်ဒုက္ခရောက်တယ်။ဒါပေမဲ့ပွဲတည်ရကြဖို့တော့ခွင့်ရတစ်ခုရခဲ့တယ်ပန်နတီရခဲ့တာပေါ့နော်။ဟုတ်ပါဘူး။ဒါပေမဲ့လေဗန်ဒေါစကီကလည်းတစ်သလုံးဝင်နေရသူ့ရဲ့ပန်နတီ rate ကအရင်မြင့်တယ်။ဟုတ်ပါဘူး။အမြင့်ဆုံးထဲမှာပါတယ်ပေါ့နော်။90% 87%လားမသိဘူးအဲ့လိုမျိုး အရင်အရင်ကောင်းတဲ့နှုံထမှာရှိတယ်ဒီရနယ်ဒိုထက်တော်ကောင်းသေးတယ်လီဗန်ဒိုစကီရဲ့ပနတီရက်ကော့ဒ်ကကံရေကံကံကြီးတွေကကျွန်တော်တို့ချော်လောက်တယ်လို့မြင်နေရတယ်ပေါ့နော်တကယ်လဲချော်သွားတယ်ပေါ့နော်လီဗန်ဒိုစကီဘာဖြစ်နေလဲတော့မသိဘူးပေါ့လေအဲ့ဂိုးသာဝင်ခဲ့ရင်နိုင်နိုင်သေးတယ်တကယ်အဲ့ဂိုးဝင်ဦးပြီးတော့တော့ကဆက်ရောက်တယ်ပေါ့နော်ပြီးတော့3-1တကူလူကိုလူကျွန်သွားသေးတယ်3-1 4-1 5-1လောက်ဒီဖြစ်သွားနိုင်တယ်ပေါ့နော်နောက်ပိုင်းဖြစ်ရတရားတော့တော်တော်လေးဆိုးရွားခဲ့တယ်လို့ ဟိုပြောနိုင်ပါတယ်ပြောမှဆို3-1ဖြစ်သွားတဲ့အချိန်ဆိုရင်ကိုဘက်ကဖောက်နေရဖောက်နေရင်လည်းဂိုးကန်ဒီဖြစ်တယ်ကိုကကိုကမသွင်းနိုင်ဘူးပြီးတော့ဖြတ်တင်ဘောတင်တယ်စီဗီလာအလဲမှာလူပြီးရသွားတယ်လော်လော်လေးပဲထိုးပေးလိုက်တယ်ဟိုတော့ကနေပြစ်တက်လာဒီ Vice ကစားသမားလူခက်ဘက်ကီကိုပြေးမယ်ထင်တာတကယ်ကမဟုတ်ဘူးဟိုနောက်ကစားသမား right back ပေါ့နော်ခောက်တယ်တင်တယ်ပြေးလာပြီးတော့ဟိုအလဲကိုထိုးပေးမလို့လုပ်သေးတယ်ဒါပေမဲ့ကန်ထည့်သွားတယ်ဒါစက်စနီလက်နေနေတော့လူပါတယ် ဒီကကာနိုင်ခဲ့တဲ့ကန်ချက်မျိုးပေါ့နော်ကန်ထက်သွားတယ်3-1ဆိုတော့ပွဲလုံးဝပြီးသွားတဲ့အနေအထားမျိုးပေါ့နော်အဲ့တော့နောက်ထပ်4-1ကလည်းလွယ်လွယ်လေးပဲဆက်ပြီးတော့သွင်းသွားတယ်ပေါ့နော်အဲ့တော့ဘာစီလိုနာရဲ့သူတို့ရဲ့အားနယ်လွန်တဲ့ခံစစ်ကိုပဲဆက်ပြီးတော့အပြစ်တင်ရမယ်4-1ဆိုတော့ရုပ်ပြတ်တယ်အချက်ကွဲတယ်လို့ပြောရမှာပေါ့နော်ဟို2-1လောက်နဲ့ရှုံးသွားရင်တော့တော်သေးရပါဒါကြီးကတော့တော်တော်လေးအခြေအနေဆိုးတဲ့ရုပ်ပြတ်ဆင်ပြတ်ရှုံးပွဲဖြစ်သွားခဲ့ပါတယ်ခင်ဗျ ဟာစီဗီလာကလည်းဒီရာဒီမှာတော့ပြန်ကောင်းလာတော့ဗောလေမိနစ်တုန်းကတော့တော်တော်ဆိုးပါတယ်ဒါမိနစ်တုန်းကတော့တန်းစင်းရလို့နီးပါတန်းเนาะတန်းစင်းဆုံးအထက်နားမှာပဲဒါသူတို့အတင်းတမိုင်းမှာလည်းဒီနှစ်ပေါင်း20ကျော်လောက်တည်းဆိုးကြောဒါပေမဲ့ဒီနှစ်မှာတော့ပြန်ပြီးတော့မှဒါကောင်းလာလေးလည်းတွေ့ရတယ်ရက်လက်လေးလည်းကောင်းလာတယ်နိုင်ပွဲလေးလည်းဆက်လာတယ်ဒါပေမဲ့ဘာပြောပြောဒီဒီလိုအတင်းမျိုးကိုဘာစီလိုနာနေလည်းဒါကိုပြရှုံးတာတကောတော့သိကြတယ်ဘာစီလိုနာရဲ့ခံစစ်ဖြူဟာဒီလူကြုံမော ဖန်ကစားတဲ့ဒါခန်းစစ်ပြူပါကဒါမိကုန်းထုတ်เสียရှိလာတယ်။ပူပြီးတော့မှဆိုတာဒီတိုက်စစ်မှာကိုယ့်ရဲ့အာကိုရတဲ့လီဂါကစားမားရာဖီညာနဲ့ယမားတို့မပါတဲ့အခြေအနေတခုမှာတော့အဲ့လိုဒီ risk ယူပြီးမကစားသင့်ဘူးလို့ကိုကတော့ထင်တာပေါ့။ဒီမှာတော့ပုံမှန်ဆိုတော့ risk ယူကစားတာပြဿနာမရှိဘူး။အရှိမ quality ရှိတဲ့ကစားမားတွေပါတဲ့အတွက် chance ၃ကြိမ်လောက်မှာတကူတော့ရနိုင်တဲ့အနေအထားမျိုးပေါ့နော်။ဒါယမားပဲဖြစ်ဖြစ်ရာဖီညာပဲဖြစ်ဖြစ်အဲ့၃ကြိမ်မှာတစ်ကြိမ်လောက်ကိုရနိုင်တဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ကိုကလည်းသူများကိုပြန်ပြေးရတဲ့အနေအထားမျိုးဆိုတာ risk ယူ ကစားလို့ရတယ်ပုံပြဿနာကကြတော့အရှိတိုက်စစ်မှာကကြတော့လက်ရှိမှာဆိုရင် Rashford ကလည်းပြန်ပြောင်းမှဒါသူ့ရဲ့ကစားမောဝါပြန်တည်ဆောက်နေရတဲ့သူနောက်ထပ် Lewandowski ဒါအကြပဲရောက်နေတဲ့ကစားသမား Fernandes ကလည်းဒါသူ့ရဲ့ဒီလိုပုံမှန်ခြေစွမ်းတော်ပဲရှိတဲ့ကစားမောမျိုးဆိုတော့ဒီပွဲဝရဲ့အခြေအနေတခုလုံးကိုပြောင်းလဲနိုင်တဲ့ကစားမောတိုက်စစ်ကစားမောမပါနိုင်တဲ့အခြေအနေမှာတော့နော်တော်တော်လေးဟောလို့တယ်ဟိုသူများကပေးမှသွင်းနိုင်မဲ့ကစားသမားတွေပေါ့နော် Lewandowski ရော Rashford ရောဒီ Ferran Torres တို့ပေါ့ဟုတ်တယ် ဖန်တီးပေးမဲ့လူကအလွန်ဆုံးမှာကျွန်တော်သွားရှာမှာပက်ဒရီပဲရှိရယ်ဟုတ်တယ်ဘုံဘလဲအဲ့လိုကစားဆုံးမှာမဟုတ်ဘူးပေါ့နော်အဲ့တော့အနေရရဲများတာပေါ့နော်ခုနကလိုမခံစစ်အရင်တော့ဆိုရင်တော့တကိုးပေးရရဘာဖြစ်လဲငကိုးပြန်သွင်းမဲ့ဆိုတဲ့ဟုတ်တယ်မျိုးနဲ့ကစားလို့ရတယ်အခုကစားတော့ကိုယ့်အကိုတပြီးတကိုးသွင်းဖို့တော့တိုင်ပတ်နေတဲ့အနေထားပေါ့ဟုတ်တယ်ဒါမှတော့ဟိုအဲ့လိုကျွန်တော်လည်းအကိုနဲ့ထပ်တူ မြင်ပါတယ်ဟုတ်ပါတယ်ဒီတိုက်စစ်ကအဲ့ဒီပြဿနာလေးတွေတော့ရှိပါဘောเนาะတိုက်စစ်မှာအဓိကကစားမပပနိုင်တဲ့ချိန်တာရစ်ရီကစားတာတော့ဘာစီလိုနာအတွက်တော့ဒီပွဲလေးကနေဒါသင်္ကန်းစာအများကြီးဒါယူနိုက်တက်လို့တော့ထင်ပါတယ်ဒီကြားထဲမှာလည်းနိုင်ငံတကာပွဲတွေကစားဖို့ရှိတယ်အဲ့ဒီကာလာတွင်းမှာသူတို့ရဲ့အဓိကကစားမဖြစ်တဲ့ရာဖီညာတို့ယမတို့ပြန်ပြီးတော့မှဒါချက်ခံပြေးလာဖို့တော့ဒါမျှော်လင့်ပါတယ်ဒီတော့တနင်္ဂနွေနေ့ကစားသွားတဲ့ပွဲတွေနဲ့ပတ်သက်ပြောပါစီသူဘာများဖြစ်ဆက်ပြောဖို့ရှိအောင်မတူညီအဲနည်းနည်းလေးရောအားမရဘူးဗောလေ စနေနေ့မှာပွဲကောင်းနေအရင်များသွားတယ်ပေါ့နော်။ဒီနေ့လည်းနေမှာနည်းနည်းသွားတာနည်းနည်းတော့အဲအားမရဘူးကျွန်တော်ပရီးမီးယားလိပွဲတွေကတော့အဲညူကာဆယ်ပွဲပဲကြည့်ပြခဲ့တယ်ပေါ့နော်။ Formula 1လည်းရှိနေတယ်ဆိုတော့ကျွန်တော်မကြည့်ပြခဲ့ဘူး။ Formula 1ပြီးတဲ့အချိန်မှာလည်းကျွန်တော် Roma ပွဲကိုဆက်ကြည့်ဖြစ်တဲ့အတွက်မကြည့်ပြဘူး။စီးစီးဘက်မှာတော့ပြင်းဖို့ကောင်းတယ်ပွဲတွေကမကောင်းဘူးပေါ့နော်။ Roma ပွဲလည်းမကောင်းဘူး။ Napoli ပွဲလည်းမကောင်းဘူး။ Napoli ဘက်မှာတော့ Wildland Golden သွားတယ်ပေါ့နော်။ Napoli ပွဲလည်းမကောင်းဘူး။အဲ AC ပွဲက ဟိုကျွန်တော်လည်းမကြည့်ရတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ပြင်းဖို့ကောင်းမယ်လို့ရိပ်မိနေလို့မကြည့်မကြည့်ခဲ့လိုက်တော့ဘူးပေါ့လေမကြည့်ခဲ့လိုက်တော့ဘူးအဲဒီတခြားပြောကြရတော့အများကြီးမရှိပါဘူး Crystal Palace ကတော့နောက်ဆုံးတစ်ချိန်လေးနဲ့သူတို့ရဲ့ဒီ ambition run လေးကိုဆုံးရှုံးခံလိုက်ရတာပေါ့နော်လည်းပြောကြရကြီးလို့ဟိုပြောရမယ်ပွဲရတော့ကျွန်တော်တည်တလောက်တော့ကောင်းတယ်ပေါ့နော်ယူကာဆယ်ကိုတော့ဒါချီးကျူးခြင်းနဲ့ကျွန်တော်ကယူကာဆယ်ပြန်လာမယ်လို့တိုက်စစ်ကောင်းလာပြန်လာမယ်လို့ယူဆထားတယ်ဘာစီလိုနာကတော့ အဲကျွန်တော်အကူနဲ့အမြင်တူတယ်ပေါ့နော်သူဒီလိုပွဲမျိုးပေါ့နည်းနည်းလေးခံစစ်ကိုအားဆိုင်ပြီးတော့ပုံစံလေးနည်းနည်းပြောင်းနည်းနည်းလေးပြောင်းကစားရုံပါပဲနည်းနည်းလေးအဲ့လောက်ကြီး risk မယူဖို့ပဲတိုက်စစ်မကစားစီရာလည်းမဟုတ်ဘူးဒါပေမဲ့သူတို့ကနည်းနည်းလွန်တယ်ပေါ့နော်တိုက်စစ်စိတ်တန်လာပြီးတော့ highline defense pressing ကလည်းအဲ့လောက်ကြီးမလုံနိုင်ဘူးပေါ့နော်ဒီနေ့ပွဲမှာဆိုလေအဲ့တော့အနေများတယ်ပြီးဘာစလုံးသားပွဲကိုကြည့်ရတာကျွန်တော်အဲ့လိုပွဲကြီးကြည့်ရတာအရင်အာယုံ site ကခတ်တယ်ပေါ့နော်ကွင်းတချမ်းနေ ကွန်ဒက်ဆန်မဟုတ်ဘောအဲ့လိုတော်တော်များများယူနေအရန်ထိုးနေမမြင်ရဘူးပေါ့နော်အဲ့ဒါလည်းတော်တော်လေးဒုက္ခဒုက္ခရောက်တဲ့အခိုက်အတန့်တွေမှာပါတယ်လို့ကျွန်တော်ထင်ပါတယ်ဒါသတင်းဝင်တွေပွဲတွေမှာတော့ဒီလောက်ပဲပြောကြရရှိပါတယ်ပို့ဟုတ်ပါတယ်ဟို AC နဲ့ TV ပွဲမှာထူးခြားလေဒီကွာတော့ ဒီ JV ထက်ဆိုင် AC ကတော်တော်လေးပူပြီးတော့ကောင်းတယ်ဗျာ။ဒုတိယပိုင်းမှာအခုကြည့်ရသလားဒုတိယပိုင်းတော်တော်လေး AC ကပူပြီးတော့ကောင်းတာတွေ့ရတယ်။အရွယ်ထောက်လာတဲ့ Remotrade တို့ဟိုဘယ်လို Rafale ရောလို့လဲဒါမှန်တိုင်းပြောတာ30နာနီးလာပြီဗျာ။ဒီတဖြည်းဖြည်းကျလာတယ်။ဒါပေမဲ့သူတို့ကပူပြီးတော့အောင်ကောင်းနေတယ် JV ထက်ကို AC ကဒါ Penalty Police ကန်တာတော့တော်တော်ကြီးကိုရုပ်ပောက်ပါတယ်။ Penalty ကန်တာဟိုဘယ်လိုပြောမလဲ။မသိရင်ဟို set ကြီးကိုပြန်ရနေ free kick ကန်တဲ့အတိုင်းလမ်းကန်လိုက်ကြမှာ။အဲ့ဒါတော့ Police ကန်တာတော့တော်တော်လေးကို Penalty ကန်တာညံ့တယ်။ဂိုးဝင်တာ မဝင်တော့တပိုင်းပေါ့လေပြောချင်တာတော့ပင်နေဒီကိုအဲ့အမျိုးပြစ်စလက်ခတ်ကြီးကန်လာတော့တော်တော်ကြီးကိုဆိုးတယ်ပူလီစစ်ကတော့အဲ့ပင်နေဒီနဲ့ပတ်သက်ပြီးပြောစရာရှိကစားပေါ်ကတော့မီလန်ကတော်တော်လေးကောင်းလာတော့ဒါမနေ့က true ချက်ချပေါ့အဲ့ဒါလေးတော့အခုဒါတွေ့ရပါတယ်ဒီတော့အခုရဲ့ဒါ Monday Talk season လေးကိုဒီမှာလေးရဲ့ဒါရလိုက်ကြပေါ့တော့နောက်တစ်ပတ်ဒီမှာစပြီးတော့မှပြန်မျိုးမှဒီ Monday Talk season လေးမှာနိုင်ငံတကာပွဲအကြောင်းလေးတွေအခုဒါပြောကြတာပေါ့နိုင်ငံတကာပွဲကာလထဲမှာတော့ဒါ Premier League ဒီပွဲတွေမရှိတဲ့အချိန်မှာ topic လေးတွေပဲပုံပြီးမှဥစားပြီးတင်ဆက်ပေးဖို့ဒါအခုဒါကျူးစားကြတာပေါ့လေအခုလိုမျိုးဒါစီသူပြည့်ပြည့်စုံစုံလေးသုံးသပ်ပေးထားအတွက်ကျေးဇူးထူးတင်ရှိပါတယ်ကြီးစုအားပေးခဲ့ကြတဲ့ software operator တို့ချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ